ဒကောင်ရန်ကစိုက်ကားတမဒီအဖြစ်ပြက်ကကျွန်တော်ဘုန်းကြီးစင်ကရန်ကုန်မြို့နယ်ကောင်မှာပူတန်းကြုံတွေ့ရတာဆိုပြီးကျွန်တော်တို့ဘုံအမြဲပြန်ပြောပြလေးရှိတယ်သူ့ဘဝရဲ့မမေ့နိုင်ဆုံးဆက်လန်းတစ်ပုဒ်ပါအဲ့ဒီခေတ်က1980ဝန်းကျင်လောက်ရန်ကုန်မြို့ရန်ရဘက်ကအခုလိုမီးရောင်စုံနဲ့မထိတ်လင်းသေးပါဘူး လမ်းမီတိုင်တို့ကမိန်ဖြော့ဖြော့နဲ့ည၁၀နာရီကျော်ရင်လမ်းပေါ်မှာလူသူတော်ပြတ်သွားပါပြီကျွန်တော်ဘူးကစရင်ကန်ဌာနတစ်ခုမှလွတ်လွတ်ပါတယ်တင်ရမှာတော့အလောက်ကိစ္စတွေများနေလို့အင်ပြန်ချင်ကညတကောင်ဒီပါဖြစ်သွားခဲ့တယ်အရင်ကမိုးကလည်းဖွဖွဲလေးချွာနေတော့လမ်းပေါ်မှာကားတွေ ပတ်စကားတွေတစီမမရှိတော့ပါဘူးအဘိုးလည်းသူ့အိမ်ရှိရာလမ်းမတော်ဘက်ကိုပြန်ဖို့နန်းဘေးမှာတယောက်တည်းကားဆောင်ရင်ရှင့်နေခဲ့ရတယ်အတော်လေးကြာတော့သူညှော်လင်းချက်မဲ့နေတော့မှပဲလမ်းတောက်ကကျောင်းမကြီးအောက်ကနေစိုက်ကားတစီကားသူ့ရှိကိုဖြဖြည်းချင်းနေပြီးထွက်လာခဲ့တယ်အဘိုးလည်းဝမ်းသာအားရနဲ့လက်သားလိုက်တယ် စိုက်ကားသမားကအသက်ကြီးကြီးအဘိုးကြီးတယောက်ပါမိုးကခမောက်ကိုငငိုက်ဆောင်းထားလို့သူ့မျက်နှာကိုတတဲကိုကိုယ်မမြင်ရဘူးအဘိုးကလမ်းမတော်ကိုပို့ပေးဖို့ပြောတော့သူကစကားတခုမှပြန်မပြောဘဲကောင်းပဲညိတ်ပြပြီးအဘိုးကိုတက်ခိုင်းတယ်စိုက်ကားပေါ်လျှောက်တော့အဘိုးစိတ်ထဲမှာအမျိုးကြီးခံစားလိုက်ရတယ်ဗျပုံမှန်ဆို ဆိုင်ကားဆရာတွေကစကားများတတ်ကြပေမဲ့ဒီအဘူကြီးကတော့လုံးဝတိတ်ဆိတ်နေတယ်ဗျာ။ကြားနေရတဲ့အတန်းဆိုလို့မိုးဆက်ကြတယ်နဲ့ဆိုင်ကားပဲလဲတန်တဲပဲရှိတယ်။ဒူဆန်းတာတခုကအဘူကြီးကဆိုင်ကားကိုနင်းနေပေမဲ့မိုးဟိုက်တဲ့ပုံမပြပဲအရန်ကိုပော့ပါနေတာပဲဗျာ။တော်ကောအမြင့်လေးတွေကိုတော့ချွေးတဆက်မှမထွက်ပဲ အလွယ်တကူနင်းတက်သွားတယ်။အဘိုးကအာရင်ကောင်းလိုက်တာလို့စိတ်ထဲကနေချီကျူးနေမိတာပေါ့ဗျာ။ခဏနေကြတော့စိုက်ကားကလူပြတ်တဲ့လမ်းကြားလေးတစ်ခုတည်းကိုချိုးကွေ့ဝင်သွားခဲ့တယ်။အဲ့ဒီလမ်းကမောင်မဲနေပြီးအဘိုးတကားမှမမြင်ဘူးတဲ့လမ်းဒါနဲ့အဘိုးကဦးလေးဒီလမ်းကမဟုတ်ဘူးထင်တယ်ပြလို့ လမ်းပြောလိုက်တယ်။အဘိုးကြီးကဘာမှပြန်မပြောဘဲဆက်နေမြဲနင်းနေဆဲပါ။အဲ့ဒီချိန်မှာပဲပေပန်းဝင်းကျင်ကနေအေးဆက်ဆက်လေးတစ်ချက်ကသူ့ကိုဖြတ်တိုက်သွားပြီးတကိုယ်လုံးချစ်တည်မွင့်ကြီးထသွားခဲ့ပါလေ။ဆက်ကားဆရာအဘိုးကြီးကိုတေချာပြန်ကြည့်လိုက်တဲ့အခါမှာတော့အဘိုးကြီးရဲ့ရှေ့တောက်ထွေဟာဆက်ကားနင်းခုံပေါ်မှာရှိမနေပဲ ဒီပေါ်မှာမြောက်နေတော့ဘူးတွေးပြက်ဖွယ်ရာတွေးလိုက်ရတယ်စိုက်ကားကသူ့အလိုလိုလေးထဲမှာလွင့်နေတယ်လို့ပဲဗျာအကိုလည်းကြောက်လုံးလို့အတန်တော်မထွက်နိုင်တော့ဘူးဒါပေမဲ့တိတ်မကြခင်မှာပဲစိုက်ကားကလမ်းကြားထဲကနေပြန်ထွက်လာပြီအကိုအိမ်ရှိကိုအတိအကျရောက်လာခဲ့တယ်အဘိုးလည်းစိုက်ကားပေါ်ကနေတောင်းတောင်းရင်နဲ့ဆင်းပြီး ပတ်စံပေးဖို့ပတ်စံအိတ်ကိုနှိုင်းလိုက်တယ်ဘယ်လောက်ကြလဲဦးလေအဲ့ဒီအခါကျမှစိတ်ကားဆရာဘူကြီးကသူ့ကောင်းကိုဖြည်းဖြည်းချင်းလှဲ့ပြီးအဘိုးကိုမောကြည့်လိုက်တယ်လမ်းမီးရောင်မင်းမင်းအောက်မှာမြင်လိုက်ရတဲ့သူ့မျက်နှာကြောင့်အဘိုးတယောက်အသက်ရှူရမြတ်ဖြစ်သွားခဲ့တယ်အဖိုးကြီးရဲ့မျက်နှာကဖြူဖြော့ချောက်ကပ်နေပြီ ူမျက်လုံးတွေနေရာမှာအပေါဟောင်းနဲ့ကြီးနှစ်ခုပဲရှိနေတာအပြသူကဘိုးကိုတွားဖြဲပြီးပြုံးပြလိုက်တယ်အဘိုးလည်းကြောက်လုံးလုံးပက်ဆံကိုတောင်ပြစ်ချပြီးအိမ်ထဲကို အော်ဟစ်ပြေးဝင်သွားခဲ့တယ်အိမ်တကားကိုပိတ်ပြီးတင်းပေါက်ကနေပြန်ချောင်းကြည့်လိုက်တဲ့အခါမှာတော့လမ်းပေါ်မှာပဲစိုက်ကားမှမရှိတော့ပါဘူးအရာအလုံးဟာဒီထဲမှာတင်ပြောက်ွယ်သွားခဲ့တယ်လို့မျိုးပါပဲ။ ာနဲ့နှောင်းနဲ့မနဲ့မှာဘိုးကအလောက်တွားရင်လမ်းထိပ်ကလည်းဖက်ရင်ဆိုင်မှာအဖြစ်အပျက်ကိုပြန်ပြောပြတော့ဆိုင်းချင်းအတော်ကြီးကမောင်ရင်ညကတွေ့တာလမ်းမတော်ကစိုက်ကားသမားကြီးဦးညံ့မောင်ဖြစ်မယ်သူကလွန်ခဲ့တဲ့15နှစ်လောက်ကအဲ့ဒီညုံမီကြီးအောင်မှာပဲအများတိုက်ခံရပြီးဆုံးသွားတာသူ့အလုပ်ကိုတန်ရုံးစင်ကြီးတော့ညာဘက်တကောင်ရံမှာ အိမ်မပြန်နိုင်တဲ့လူတွေကို အခုလိုပဲအိမ်ပြန်လိုက်ဖို့ပေးတော့မယ်လို့ပြောကြတယ်။သူကပတ်စံမယူဘူး။သူ့အတွက်အမြဝေပေးတာကိုပဲလူချင်းလေလို့ပြန်ပြောပြပါလေ။အဲ့ဒီနေ့ကနေစပြီးအဘိုးတရားညာဘက်အလောက်ကနေနောက်ကျမှပြန်ရတိုင်းအဲ့ဒီညောင်ပင်ကြီးအောက်ကိုဖြတ်တဲ့အခါတိုင်းဒီဆုံးသွားတဲ့စိုက်ကားဆရာကြီးအတွက်အမြအတန်းပေးဝေခဲ့တယ်လို့ဆိုပါတယ်။ ဟုတ်ကဲ့ဆက်နံလေးကဒီလောက်ပါပဲခင်ဗျာကျွန်တော်ကတော့ရေးသားတင်ဆက်သူတန်းအောင်စင်ပါကျွန်တော်ရဲ့ဆက်နံလေးကိုချိန်နစ်တတ်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အားပေးသွားခဲ့မှုမျှော်လင့်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ